Hello အလုံးမင်္ဂလာပါဒီနေ့လိုပြမယ့် reading ကကျတော့ကိုလက်ရှိရောက်နေတဲ့နိုင်ငံကဆိုလို့ရှိရင်ကိုယ့်ဘဝမှာတကယ်အကျိုးပြုရလားဆိုတာလေကိုယ့်ဘဝမှာတကယ်ကောင်းမွန်တဲ့အနာဂတ်ကိုပေးမလားမပေးဘူးလားဆိုတဲ့အကြောင်းလေးကို reading လုပ်ပေးချင်ပါတယ်ဒါကြောင့်မလို့ကိုလက်ရှိရောက်နေတဲ့နိုင်ငံကဘယ်နိုင်ငံပဲဖြစ်ဖြစ်ပေါ့နော်ဒီ reading လုပ်ဖတ်နေပြီဆိုလို့ရှိရင်တော့ကိုလက်ရှိရောက်နေတဲ့နိုင်ငံအကြောင်းကိုမှတွေးပြီးရောက်မှာပေါ့နော်မေကွန်လေးကိုမေးလို့ရပါတယ်အာလက်ရှိရောက်နေနိုင်ငံဟာကိုယ့်ပေါ်မှာတကယ်အကျိုးပြုရလားတကယ်ကောင်းမွန်တဲ့အနာဂတ်တွေကိုပေးမှဖြစ်နိုင်ပါမလားပေါ့နော်ဒါကို reading နဲ့ဖတ်ပြပါမယ်ရှင် စိတ်ထဲမှာကိုယ့်ရဲ့အမေကုံကိုအေဂျင့်စွာနဲ့ပဲအာတိကျင်စဲလေးကိုစိတ်ထဲမှာထားပြီးတော့အေဂျင့်စွာနဲ့ reading ကိုဆက်ဖတ်ပြပါတော့အခုစိတ်ကိုအေဂျင့်အောင်ထားပြီးတော့မှစိတ်တည်ငြိမ်သွားပြီဆိုလို့ရှိရင်တော့ reading ကိုဆက်ပြီးတော့ဖတ်ပြီးတော့ကြည့်လို့ရပါပြီပထမဆုံးအနေနဲ့ကကျတော့ဒီပထမဆုံး အဲဒီပေးမှာကကျတော့လက်ရှိရောက်နေနိုင်ငံဆိုလို့ရှင်ကိုပေါ်မှာ ကောင်းမွန်တဲ့အကျိုးတွေပေးမှာလားကောင်းမွန်တဲ့အနာဂတ်တွေကိုမျိုးဆောင်လာပေးနိုင်မှာလားဆိုတာကိုဖတ်ပေးချင်ပါတယ်အဓိကအဖြစ်တော့ဒီကြက်ရဆိုလို့ရှင်အခုရောက်နေနိုင်ငံဆိုရင်ရှင်ပေါ့နော်ကိုလက်ရှိရောက်နေနိုင်ငံဆိုလို့ရှင်အဲကိုရဲ့ကံပေါ့နော်ကိုရဲ့ဒီ အသိဘွားပေါ့နော်အသိဘွားကန်ကြောက်ကိုကအခုလက်ရှိနိုင်ငံမှာနေနေရဖြစ်တယ်အအသိဘွားကအဲ့လိုမျိုးကန်ဆက်တဲ့အတွက်ကြောင့်ပေါ့နော်ဒီနိုင်ငံမှာကိုကလာပြီးတော့နေရတယ်တို့မဟုတ်ဒီနိုင်ငံမှာနေနေရတယ်ဆိုတဲ့ဟာဖြစ်တယ်အာဆိုတဲ့ခါကျတော့ဒီနိုင်ငံမှာနေနေရတာဟာဆိုလို့ရှိရင်ကိုယ့်ပုံမှာဘာလိုမျိုးအကျိုးသိရမလဲဆိုလို့ရှိရင်အကန်တရားကြောက်တတ်ပါတယ်ပေါ့နော်ကန်တရားကြောက်ကတော့ပို့ပြီးတော့များလိမ့်မယ်ကန်ကြောက်နေနေရတယ်ဆိုတဲ့ဟာမျိုးပေါ့ကိုကဒီနိုင်ငံမှာနေတည်နေထိုက်လို့နေနေရတယ်ဆိုတဲ့ဟာမျိုးဖြစ်ပါတယ် ဒါပေမဲ့အာလက်ရှိနိုင်ငံမှာဆက်ပြီးနေမယ်ဆိုလို့ရှိရင်ရောပိုကောင်းလာဖို့ရှိလားဆိုလို့ရှိရင်တော့ तू ကလေဒီကက်ရဆိုလို့ရှိရင်အဲလက်ရှိနိုင်ငံမှာ तू ကဆိုလို့ရှိရင်ပေါ့နော် landing လုပ်နေရတယ်တယူလေးလာနေရတယ်ပေါ့နော်အာဆိုတဲ့အတွက်ကြောင့်ဒီနိုင်ငံမှာတော့ကြာကြာဆက်ပြီးတော့နေဖို့ထက်တခြားနိုင်ငံကိုပြောင်းလဲပြောင်းပြီးတော့ထပ်သွားဖို့ရှိပါတယ်ဘာလို့လဲဆိုတော့ तू ဟာတင်ယူလေးလာခြင်းဆိုတဲ့အတိတ်ပဲလဲပါတဲ့အတွက်ကြောင့်ဒီနိုင်ငံမှာ နေရင်းနဲ့တင်ယူလေးလာနေရမယ်ပေါ့နော်ကိုတို့တခုခုပေါ့နော်အာတခြားတနိုင်ငံကိုထပ်သွားဖို့အတွက်တင်ယူလေးလာနေရတာမျိုးတွေဖြစ်တတ်တယ်တင်ယူလေးလာနေပြီးတော့မှပညာဆုံးပြီဆိုတဲ့အခါကျတော့မှပဲတခြားတနိုင်ငံကိုကူးပြောင်းရတာမျိုးဖြစ်တတ်တယ်ပေါ့နော်ကိုလက်ရှိနိုင်ငံမှာနေနေရတဲ့အကြောင်းရင်းကကျတော့ကိုကကန်တရားကြပေါ့နော်ကိုရကံကကိုရအတိတ်ကဒီနမိတ်ကံတည်းဆိုလို့ရှိရင်ဒီနိုင်ငံမှာပဲဒီနိုင်ငံမှာလက်ရှိနေနေရဖို့ဖြစ်နေတဲ့အတွက်ကြောင့်ကိုက ကံကြောင်နေနေရရေပေါ့နော်ဆိုရတဲ့ကြောင့်ကိုဘလာပဲစူးစမ်းပိုင်းတော့ညာလေဒီနိုင်ငံမှာပဲနေနေရဦးမှာဖြစ်တယ်တွန်းတော်ညာလေပေါ့နော်ကိုယ့်ရဲ့ဒီတင်ယူလိုက်ရမယ့်အပိုင်းတွေမှာကိုတကယ်စူးစမ်းအားထုတ်ပြီးတော့မှတင်ယူလိုက်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ပညာရေးချင်းတွေဟာသိုးတက်လာမယ်ဆိုလို့ရှိရင်တော့တခြားသနိုင်ငံကိုထပ်ပြီးတော့အကူပြောင်းသွားလို့ရမယ်တခြားသနိုင်ငံကိုထပ်ပြီးတော့မှ move သွားလို့ရမယ်ရောက်ပါတယ်နော်ဆိုတဲ့အတွက်ကြောင့်ဒီကဲရဆိုလို့ရှိရင်ပထမဆုံးအနေနဲ့ကတော့အာလက်ရှိနိုင်ငံမှာနေနေခြင်းရဆိုလို့ရှိရင်တဲ့ကိုယ့်ရဲ့ပေါ့နော် အာကြံကြောက်ပါရဲ့ကိုနေတင်းနေထိုင်လို့နေနေရတာပါရဲ့နောက်တစ်ခါကျတော့ဗာလဲဆိုတော့ကိုရဲ့ဒီအာဆောက်ရှောက်သူပေါ့နော်ကိုဒီကိုလက်ရှိနေတဲ့နိုင်ငံမှာဆိုလို့ရှိရင်ကိုကိုဆောက်ရှောက်ပေးမဲ့လူတွေကိုကိုဆောက်ရှောက်ပေးမဲ့တိုင်ဝမ်တစ်ခုရှိနေလိုက်မယ်ဒါကြောင့်မလို့ကိုကလည်းဒီနိုင်ငံကနေပြီးတော့မှဆုတ်ခေါ်တော့ဘူးမဖြစ်နိုင်သေးဘူးတော့မဆုတ်ခေါ်တော့ဘူးတော့ဝင်လေးနေတာမျိုးဖြစ်တတ်တယ်ပေါ့နော်ကိုလက်ရှိရောက်နေတဲ့နိုင်ငံမှာပဲကိုက အာကိုတိုင်ဝမ်ခုရှိနေမယ်ကိုတုံးဖို့ကိုအာကိုကိုဆောက်ရှောက်ပေးနေမယ်ကိုကိုပြုစုပေးနေမယ်ကိုကိုအဲ့လိုမျိုးဘာမဆိုအခုညီပေးနေမယ်သူရှိရဲ့အတွက်ကြောင့်ကိုကဒီနိုင်ငံကနေပြီးမှထောက်ခေါက်တော့ကိုတက်တယ်ဟိုနေနေတိုင်းမျိုးဖြစ်တတ်တယ်နောက်တစ်ခုကကျတော့ဘာလဲဆိုတော့ကိုရဲ့ပညာရည်တွေကမစုံနေသေးဘူးကိုရဲ့ရှင်းတွေကမပြည့်ပါသေးတဲ့အတွက်ကြောင့်ဒီနိုင်ငံကထောက်တော့ကိုတော့မဖြစ်နိုင်သေးဘူးပေါ့နော်အာဒါကြောင့်မလို့ကိုဟာဆိုလို့ရှိရင်ဒီနိုင်ငံမှာမနေချင်ဘူးရှက်တဲ့နိုင်ငံကိုမှုသွားခြင်းနဲ့တူဆိုလို့ရှိရင်တော့ဒီနိုင်ငံမှာကောက်ကောက်မုံမုံနဲ့ပေါ့နော်လက်နေတေချာလုပ်ပါ ကိုယ်တက်ကအကျိုးပြုတဲ့နိုင်ငံဖြစ်မလားဆိုတော့အကျိုးပြုနိုင်မယ်ဘယ်လိုအကျိုးပြုမလဲဆိုလို့ရှိရင် ပညာရပိုင်းတွေကိုတင်ယူတဲ့နေရာမျိုးမှာကိုယ့်ကိုအရောပြုတ်လိုက်မယ်။ဒါမှမဟုတ်လို့ရှိရင်ဒီအပေါင်းအသင်းပေါ့နော်အဖွဲ့အစည်းတစ်ခုခုဟာအတိုင်းဝန်တစ်ခုခုရအောင်ကိုယ့်ကိုပေးပေးတာမျိုးပေါ့နော်အတိုင်းဝန်တစ်ခုခုနိုင်ငံခြားတနိုင်ငံကိုသွားဖို့အတွက်အတိုင်းဝန်တစ်ခုခုကိုပေးတာမျိုးဒီလုပ်ပေးလိုက်မယ်ဒီနိုင်ငံကိုလက်ရှိရောက်နေနိုင်ငံဆိုရင်ကိုယ့်ကိုပညာရည်တင်ပေးတာမျိုးပညာရည်တင်ယူရတာလွယ်ကူစေတာမျိုးဒါမှမဟုတ်လို့ရှိရင်လည်းအတိုင်းဝန်တစ်ခုပေါ့နော်တခြားတနိုင်ငံကို move သွားဖို့အတွက် move နိုင်ဖို့အတွက်အဲအတိုင်းဝန်တစ်ခုကိုပေးတာမျိုး opportunity ပေါ့နော်အခွင့်အလမ်းလေးတွေပေးတာမျိုးလေးတွေကို တင်နိုင်ငံကနေပြီးတော့မှကိုကိုအကျိုးပြုပေးလိုက်တာဖြစ်ပါတယ်။ဒါတော့အမှားဆုံးကတ်ဖြစ်ပါတယ်။ဒုတိယကတ်ကိုဆက်ပြောကြည့်စီရအောင်။ဒုတိယကတ်ရဆိုလို့ရှိရင်ရောဒီနိုင်ငံကကိုကိုဘယ်လိုအကျိုးပြုမှလဲအကျိုးရောက်ပြုမှလားဆိုတာကြည့်စီရအောင်။အော်ဟုတ်ပြီ။ तू ကပြောတာကတော့ဒီကတ်ရဆိုလို့ရှိရင်ဒီနိုင်ငံမှာဆက်ပြီးတော့မနေသင့်ဘူးတဲ့အကျိုးမပြုဘူးပေါ့နော်။ပြောပြောချင်တာကတော့ကိုကိုအတိုင်းသားတစ်ခုထိပဲ तू ကအကျိုးပြုပေးလိုက်မယ်ပေါ့နော်။အာအမြဲတမ်းကြီးပေါ့နော်ဒီကိုအသက်သိဆုံးမိတရားကိုအကျိုးပြုမှာမဟုတ်လိမ့်ဘူး။ဒါကြောင့်မလို့ကိုဟာဒီနိုင်ငံကိုကို အချိန်တစ်ခုရောက်တဲ့အခါမှာเนาะကိုကိုရဲ့အရေးချင်းတွေပြေးသွားတဲ့အခါမှာကိုလိုချင်တဲ့အရာတွေကိုတကယ်ရရှိပြီဆိုတဲ့အခါမှာဆိုလို့ရှိရင် quarantine အခန်းကနေပြီးတော့ထွက်ခွာသွားဖို့လုပ်ရပါလိမ့်မယ်။အာဘာလို့လဲဆိုတော့ထွက်ခွာတဲ့နေနေရကိုနဲ့မဆိုင်တဲ့နေနေရပေါ့เนาะအာလက်နေလို့ဖို့အတွက်ပဲအာတနေရကိုကူးပြောင်းဖို့အတွက်ပဲဒီနိုင်ငံမှာရှိနေတာဖြစ်တဲ့အတွက်ကြောင့်တနေရကိုကူးပြောင်းသွားဖို့ကလုံးဝတင့်တင့်ကြော်တယ်ပေါ့เนาะ ဒါကြောင့်မလို့လေအခုမညာရဲ့ဒီအဆုံးမင်းပြီဆိုရခါကြလို့ရှိဒီနိုင်ငံကနေပြီးတော့မှကုပြမီခြားသားနိုင်ငံကိုရွှေ့တော့ကိုလိုအပ်ပါရဲ့ဒါကြောင့်မို့ဒီနိုင်ငံအရဆိုလို့ရှိရင်ကိုလက်ရှိရောက်နေနိုင်ငံအရဆိုရင်ကိုကိုရေရှည်မှာတော့အကျိုးအကျိုးတွေပဲတူပြီးမှာမဟုတ်ဘူးပေါ့နော်ရေရှည်ထိတိုင်အောင်အကျိုးတွေဆက်လက်ပြီးပြုပေးမှာမဟုတ်တဲ့အတွက်ကြောင့်အမ်ကိုတက်ပို့ပြီးဒီထက်ပို့ပြီးကောင်းမှုနဲ့တနိုင်ငံဒီထက်ပို့ပြီးကိုကိုအကျိုးပြုပေးမဲ့တနိုင်ငံကိုကုပြောင်းပို့တော့တင်ပါတယ်လို့ပြောချင်ပါတယ်နော်အစောကနေနေဆိုလို့ရှိရင်ရောဒီလက်ရှိနေတဲ့နိုင်ငံဟာကိုယ့်ကိုယ်မှာဘယ်လိုမျိုးအပတ်တွေတက်ရောက်နေတယ်လဲအကျိုးပြုတယ်လဲပေါ့နော် နိုင်ဖို့ကပ်ပြတဲ့အတွက်ကြောင့်ကိုလက်ရှိရောက်နေနိုင်ငံဆိုလို့ရှိရင်ပေါ့နော်ကိုပေါ်မှာတဲ့ပုံမှုပြီးတော့မှအေးစေးတည်ငြိမ်ပြီးတော့မှအာအဲ့လိုမျိုးอืม တည်ငြိမ်ပြီးတော့မှာပေါ့နော်တည်ငြိမ်မယ်ပြီးတဲ့ခါကျလို့ရှိရင်ပျော်ရွှင်မှုဒီစိတ်အေးချမ်းမှုတွေစိတ်အေးချမ်းရာတနေရာကိုကူပြောင်းသွားစေနိုင်မယ်ပေါ့နော်ဆိုရတဲ့ကြောင့်ဒီနိုင်ငံဆိုရင်ကိုယ့်တဲ့အခြေချရနိုင်ငံမဟုတ်ဘူးကိုယ်လက်ရှိရောက်နေနိုင်ငံဟာဆိုရင်ကိုယ့်ရဲ့ခြေချနေထိုင်ရာနေရာမဟုတ်ဘူးကို transit လောက်ရမယ့်နေရာဖြစ်တဲ့ကိုယ်တခြားတနိုင်ငံကိုထပ်ပြီးတော့မှာကူပြောင်းဖို့အတွက်အလေအကျားကာလလေးပေါ့နော်ဂျာနိုင်ငံလေးတစ်ခုတာဖြစ်တဲ့ဒါကြောင့်မလို့အချိန်ကြာကြီးနေဖို့တင့်လာဆိုလို့ရှိရင်မတင်ဘူးထပ်ပြီးတော့မှာထပ်သွားရမှာဖြစ်တဲ့ထပ်ပြီးတော့မှာအဆက်ဆက်လက်ပြီးသွား ားနေရမှာပေါ့နော်ဒီကရဆိုသူကမြင်းပေါ်မှာမြင်းကိုစီးပြီးတော့ဆက်လက်ပြီးတော့သွားနေတာဖြစ်တဲ့အတွက်ကြောင့်ဒီနိုင်ငံတည်းမှာပဲနေရမှာမဟုတ်ဘူးဒီနိုင်ငံကစတနိုင်ငံကိုထပ်ပြီးတော့သွားဖို့ရှိတယ်ထပ်ပြီးသွားမယ်ဆိုလို့ရှိရင်လည်းပဲပုံမကောင်းရင်ပုံမပြီးတော့ကြောက်ရွှင်ရမယ်ပုံမပြီးတော့လည်းအေဂျင့်ပြီးတော့တရားလည်းပေါ့ပေါ့ကိုပိုင်ဆိုင်ရမှာဖြစ်ပါရဲ့ပေါ့နော် အကြမ်းမလို့ဒီကက်တီတုံးကက်ရောက်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ကိုလက်ရှိရောက်နေနိုင်ငံကကိုကိုအကျိုးပြုလာဆိုလို့ရှိရင်တော့ရေတုံမှာတော့ကိုကိုအာပညာတွေအရေးချင်းတွေပြေးဝစေဖို့အတွက်အကျိုးပြုမှာဖြစ်ပါရဲ့ပေါ့နော်ဒါပေမဲ့အာအချိန်တစ်ခုကြာကြာတဲ့အခါမှာတော့ကိုကိုဆက်လက်ပြီးအကျိုးပြုမှာမဟုတ်တော့ရဲ့အတွက်ကြောင့်ရေရှည်ထိတိုင်အောင်ကိုကိုအကျိုးပြုမှာမဟုတ်တဲ့အတွက်ကြောင့်ကိုဝတီနိုင်ငံကိုအချိန်တစ်ခုရောက်တဲ့အခါမှာတော့ living လုပ်တင်ပါရဲ့နော်နောက်ပြီးရခါကြလို့ရှိရင် delivery လုပ်နေတဲ့အချိန်မှာဆိုလို့ရှိရင်လည်းပဲကိုကအာ living လုပ်ပြီးနောက်ပေါ့နော်အာဒီနိုင်ငံနဲ့ဆုံးခေါက်သွားပြီးနောက်မှာဆိုလို့ရှိရင်လည်းပဲကိုကပျော်ရွှင်မှုတရားမှုနဲ့ းချမ်းမှုတွေကိုလည်းပိုက်ဆိုင်ရမှာဖြစ်တဲ့ခြားတိုင်းခြားတိုင်းငယ်ပေါ့နော်ကို move phone လောက်ဝါးရဲခြားတိုင်းငယ်မှာကိုကတာယာအေးချမ်းမှုတွေပျော်ရွှင်မှုတွေကိုခံစားရမှာဖြစ်တယ်။ဒါကြောင့်မို့ဒီနိုင်ငံဆိုကိုကိုအကျိုးပြုလာဆိုလို့ရှင်တော့ခြားတိုင်းကိုကူပြောင်းဖို့လုပ်ပေးတဲ့နေရာမှာတော့အကျိုးပြုမှာဖြစ်ပါတယ်ပေါ့နော်ဒီနိုင်ငံမှာအခြေချဖို့တော့ဆိုလို့ရှင်တော့အကျိုးပြုပေးဖို့လို့ generally ရတော့ပြောလို့ရပါတယ်။ ဒါကတော့ Novaya ရဲ့ reading လေးဖတ်ပြရဖြစ်ပြီးသွားပြီပေါ့နော်ဒီ reading ဖတ်ပြရတဲ့အပိုင်းလေးရတော့ပြီးသွားပါပြီဒါကျွန်တော် reading လေးဖြစ်တဲ့အတွက်ကြောင့်အကုန်လုံးနဲ့တော့ energy ကြိုက်စင်မှာခိုင်မယ်တို့ပြင်မဲ့လဲသူအများစုနဲ့တော့ energy ကြိုက်အောင်တော့ကြိုးစားပြီးတော့မှဖတ်ပြရဖြစ်ပါတယ်အာတကယ်လို့မြန် Novaya ရဲ့ reading လေးကိုဆက်ပြီးတော့ဖတ်ခြင်းနဲ့အာသိချင်တယ်ဆိုလို့ရှိရင်ဒီ channel လေးကို like နဲ့ subscribe လုပ်ထားပေးဖို့အတွက်လည်းပြောချင်ပါတယ်နော် အာပြီးတဲ့ခါကျတော့ဒီ private message တွေ private speeding လေးတွေဖတ်ချင်တယ်ဆိုလို့ရှိရင်လည်းပဲဒီ Telegram channel လေးကနေပြီးတော့မှလာပြီးတော့ private mail လေးတွေလာပြီးတော့ mail လို့ရပါတယ်လို့ပြောရင်းနဲ့ပဲ Viber ရဲ့ဒီ reading လေးဖတ်တဲ့ video လေးကိုဒီမှာပဲဆုံးသက်ချင်ပါတယ်เนาะကြည့်ပေးခဲ့ကြတဲ့အတွက်ကြောင့်ကျေးဇူးအများကြီးတင်ပါတယ်ရှင်